ောဘကမောက္ကလနာတို့ဂောဘကမောက္ကလနာတို့မှာမှတ်သားဖို့ကောင်းလာ၍ဤ၌အချင်းချုပ်ဖော်ပြပြီးအံ့ဗုဒ္ဓပြိဋိဘံဆံယူပြီးစအချင်းကရှေအနန္ဒာတိရာဇိုမြို့ဝလူဝင်ကျောင်း၌တည်င်းသုံးနေထိုင်တော်မူသည်နနက်ခင်းရာဇိုမြို့သို့စွန့်ကန်ထွက်လာရင်အချင်းစောနေသည့်သဖြင့်ဂောဘကမောက္ကလနာဤလုပ်ငန်းဌာနသို့ခိတဝင်ရောက်သည် မောက်ကလာနာကခရီးဦးကျိုဆို နေရာထိုင်ခင်းပေးပြီးစကားစမီပြောကြသည်အရှင်ကောဓမနှင့်ထတ်တူထမ်းမြအရေးချင်းရှိသောယဟန်တပါပါ ရှိပါသလိုဟုမေးရာရှင်အနန္ဒာကမရှိကြောင်းမျက်စွာဖျားသည်လမ်းစထွင်သူဖြစ်ကြောင်းတောက်ကများသည်မျက်စွာဖျားညွန်ပြသည်လမ်းအတိုင်းနောက်မှလိုက်ရသူများသာဖြစ်ကြောင်းဖြစ်ဆိုတော်မူသည် ထိုစဉ် နိုင်ငံတော်လုပ်ငန်းဌာနများကို လိုက်လံစစ်ဆေးနေသောမကရအမတ်ကြီးဖြစ်သူဝိတ္တကာရရောက်ရှိလာ၍စကားပြတ်သွားသည်ဝိတ္တကာရသည် ရှင်အနန္ဒထံလာ၍ဘယ်အကြောင်းဆွေးနွေးနေပါသလဲဟုမေးရာ အထက်ပါအကြောင်းကိုရှင်အနန္ဒကပြန်လည်အမိန့်ရှိသည်ထို့အခါဝိတ္တကာရကအရှင်ကောရမက သူဆန်လွန်ပြီးတဲ့နောက်တန်ခါကိုဥဆောင်ရန် ထပ်အပ်ညွှန်ပြတဲ့ခေါင်းဆောင်ယဟန်ရှိပါသလားဟုမေးရာ မရှိကြောင်းအရှာနန္ဒာကဖြေတော်မူသည်ဒါဖြင့်တန်ဃာကတင်မြောက်ထားတဲ့ခေါင်းဆောင်ယဟန်ကို ရှိပါသလားမေးပြန်ရာမရှိကြောင်းဖြေသည်ဒီလိုခေါင်းဆောင်မရှိပဲဘာကြောင့်တန်ဃာများစီလုံးနေညွတ်နေပါသလဲဟုမေးရာ တို့မှာခေါင်းဆောင်မင်မဟုတ်ဘူးခေါင်းဆောင်ရှိတယ်တရားတော်ကတို့ရဲ့ခေါင်းဆောင်ပဲဟုရှင်နန္ဒာက ဖြည့်ဆို့တော်မူသည်ထိုအခါဝိတ္တကာရကတပည့်တော်မရှင်းပါအရှင်ဖုရားဇကဘလို့မှတ်ရပါမလဲမေးရရှန္နနာကဗုဒ္ဓပြည့်ညတ်တော်မူတဲ့တိတ်ခါဖို့စီကံဥပရိဟောတော်မူခဲ့တဲ့ပါတိမောက်ကို လာပြီးလာခွင်နေတိုင်းနေတနေရှိတန်ကအားလုံးစုယုံပြီးရွတ်ဆိုတာပါတိမောက်အရာအပြစ်အာဘက်ရှိသူကိုနိလန်းအတိုင်းကုစားပြပြောက်စေကြရတဲ့ ထိုပါတိမောက်တရားတော်ဟာ တို့ရဲ့ခေါင်းဆောင်ဖြစ်တယ်ဟုဖြေတော်မူသည်ထိုအခါဝိတ္တကာရကအောအရှင်တို့ပုဂ္ဂိုလ်ကအပြစ်ကိုကုစားစီကြတာမဟုတ်ဘဲကိုတရားတော်စီကံဥပဒေကကုစားစီတာကိုဟုပြောဆိုလျှောက်ထားနားလေသွားသည်ယခုအရှင်ဖျားတို့အလေးအမြတ်ပြုပြီး ိကိုအားထားနေရတဲ့ယဟန်တပါပါရှိပါသလားဟုဝိတ္တကာရကမိပြန်ရာ မရှိကြောင်းအရှင်နာနာက ဖြစ်တော်မူသည်ထိုအခါဝိတ္တကာရကဒီစကားတပည့်တော်မရှင်းပြန်ပါဟုဆို၍ရှင်နာနာကကြီးညိုတိုက်တဲ့ပတာတဏိယအကြီးအသွေးဆင်မျိုးနဲ့ပြေဝါသောယဟန်ကိုယခုငါတို့အလေးအမြတ်ပြုပြီးမိကိုအားထားနေကြကြောင် လိမ့်တော်မူကားအရေးအသွေးဆဲချက်ကိုဤသို့ဟောတော်မူသည်တတိလရှိခြင်းနှင့်ဘဟုတုတရှိခြင်းသုံးရသည်များနှင့်ရောင်ရည်ခြင်းလေးဇန်လေးပါးကို ပိုင်နိုင်စွာရရှိခြင်းငါဣတိဝိဒအပင်ဉ္ဇရရှိခြင်း6ဒိဗ္ဗသောတာအပင်ဉ္ဇရရှိခြင်း9စေတောပရိယအပင်ဉ္ဇရရှိခြင်း ပုပ်ပင်နိဝါဒအပင်ဉဏ်ရရှိခြင်းကိုဒိဗ္ဗစကုအပင်ဉဏ်ရရှိခြင်းတစင်အာတွေခယာဉဏ်ရရှိခြင်းတို့ဖြစ်သည်ထိုအခါဝိတ္တကာရကမိမိနှင့်အတူလိုက်ပါလာသူဥပနန္ဒမိသောစစ်တနာပတိဘတ်တို့လှည့်ပြီးဘလို့ဘလို့သဘောရပါတယ်လေအရှင်တနာပတိဤအရှင်မြတ်ယဟန်တွေဟာဒီအတိုင်းဆိုရင် လေးစားတတ်သူကိုမှ လေးစားကြတယ်ပေါ်တော့ဟု ဆိုရာဥပနန္ဒကထိုစကားကိုထောက်ခံလေသည် ထို့နောက်ဇန်ကျောင်းဆွေးနွေးလျှောက်ထားသည်သည်ဆရာတော်သည်1304ခုနှစ်ပြာဒူလမှစ၍1315ခုနှစ်ဝါဇူလအထိဝိပဒနာကျောင်း၌ဦးစီးအုတ်ချုပ်ကမရနာစတိယဆရာတော်ပြုလုပ်လျက်တင်းသုံးတော်မူသည်ဝိပဒနာကျောင်း၌တင်းသုံးတော်မူစဉ်ဝိပဒနာကျောင်းဥပဒေကိုတိတိကျကျ မိမိကိုယ်တိုင်ပင် လိုက်နာတော်မူသည်ဥပဒနာကြောင့်သည် ကမ္မထာဌာန ဖြစ်သည့်နေ့အညီနေ့7နာရီမှညနေ3နာရီအထိကြောင်တကားပိတ်ထားသည်ထိုအချိန်တွင်မိသူမဝင်ကွင်းထွက်ခွင့်မရှိခြင်းထိုဥပဒေကိုဆရာတော်လေးစားခဲ့ပုံဤသို့တည်ရသည်အခါတပါမန္တလေးဝိသုဒ္ဓါယုံတိုင်းမှအဖိုးကြီးများသည့်ဂိုင်းကိစ္စဖြင့်ဆရာတော်ထံအလျှောက်ထားအတိုင်းပင် လာကြသည်ဘုံကြီးများသည်ဝိပဿနာကြောင့်သူနှစ်၁၂နာရီကျော်မှ ရောက်လာသဖြင့်ကျောင်းတကားပိတ်ထားရာဆရာတော်ဘုရားရှင်လျှောက်ထားစေကြသည်ဆရာတော်သည် အရေးကြီးသောဂိုင်းကနာကိစ္စဖြစ်စေကမူကျောင်းဥပဒေအရကျောင်းတကားကိုဖွင့်ပေးတော်မမူလာရောက်ကြသောဘုံကြီးများကိုကျောင်းအပြင်မှနေစီ၍ဆရာတော်ကိုယ်တိုင်တရားအနည်းရှိဇေယတခုပေါ်သို့ကြွားရောက်တော်မူ၍ ဘုံကြီးများလျှောက်ထားသောဂန်းကိစ္စကိုနားထောင်၍အမေရှိတင်ညာတို့ကို အမေရှိညွှန်ကြားတော်မူလိုက်သည်ဝိသုဒ္ဒရာယဘုံကြီးများသည်ဂျောင်းအပြင်မှပင်ပြန်ကြွကြရသည် ထိုကိတ္တစာနှင့်ဆက်လင်း၍ဆရာတော်ကကိုကဝိပဿနာကျောင်းမှနေပြီးဝိပဿနာဆရာတော်လှုပ်ထားတဲ့ဥပဒေကိုပြည့်လို့ဘယ်ဖြစ်မလဲဟု အမေရှိဖူးလေသည် ဆရာတော်သည်ဝိပဿနာကျောင်း၌တည်ရင်သုံးတော်မူစဉ်ဝိပဿနာဆရာတော်မူမပြည့်ရလေအောင်စီကံဥပဒေမပြည့်ရလေအောင်အထူးထင်ထင်ဆောင်းရှောက်တော်မူခဲ့သည်မနက်ပိုင်းတစ်ချိန်နေ့တစ်ချိန်အဖြစ်တနေ့နှစ်ချိန်ဥပုံနေ့မှအပဩဝါဒတရားဟောကြားတော်မူသည်အဖိတ်နေ့တိုင်းမှာညနေ၃နာရီအချိန်အထူးတရားပွဲရှိသည်ဆရာတော်သည်အဖိတ်နေ့ဩဝါဒပေးအပြီးကိုရင်ငယ်ကလေးများနှင့် တိလရှင်ငယ်ကလေးများကို စာမေးတော်မူလေးရှိသည်မိမိဟောသောတရားထဲမှပိုက်တပိုက်ကိုရုတ်တွက်ခိုင်းဓာတ်ပစ္စည်းခွဲခိုင်းလေးရှိသည် ဖြေနိုင်နှင်ပိတ်တဲ့အလင်တော်လိုက်ထာတော်ဟုချီးကျူးတော်မူလေးရှိသည်မဖြေနိုင်ရှိပြန်လင်လဲရှိကနေအရေးအမှုလန်းစားဖော်ပေးလေးရှိသည်ဤနည်းဖြင့်ကိုရင်ငယ်တိလရှင်ငယ်ကလေးများဤစာပေတက်သည့်လိုစိတ် ကြိုးစားလိုစိတ်တို့ကိုပြုစုပြထောင်ပြတော်မူသည်ထို့ပြင်ပေးသက်အလင်ထား၍ဂါထာပက်အနှံများယူဖက်စီခြင်းဖြင့်ပေးသက်၌ရဲရင်စိတ်ကိုမွေးတော်မွေးပေးတော်မူသည်ဝိပဒနာကြောင့်ဒီပရိယတ္တိဘက်ကရောပရိပတ္တိဘက်ကပါမှန်မှန်ကြီးတွတ်တက်လျက်ရှိနေပေသည်1298ခုနှစ်၌ဝိပဒနာကြောင့်ကိုဝိပဒနာဆရာတော် အရှင်အင်ဒာတပတ်တီထောင်တော်မူခဲ့သည်ဥပဒနာကြောင့်သည်ဥမြင်60စီစီတော်ဤအနောက်ဖက် ရှုံမြောင်ချင်းဝဲတောင်ကပန်းမှာတည်ရှိနေသည်တာယာအင်းမြစိတ်ငြိမ်လာသောကြောင့်တကြောင်ဖြစ်သည်ဥပဒနာဆရာတော်ဒီမာကန္နာယောဆရာတော်ဖျားကြီးဗဒ္ဒနာဥတ္တရမဟာထေရ်ဤလက်ယုံအလားအားထားခြင်းခံရသော တပည့်ကြီးတပါဖြစ်သည့်အပြင်ဆရာတော်ကြီးဤနိနာနေတရားကို ပိုင်ပိုင်မိမိရရှိထားသည်မဟာကန္နာယုံဆရာတော်ဖျားကြီးဤနိနာနေတရားအတိုင်းဝိပဿနာလှုပ်ထုံလုံနီးကို တပည့်များအားတင်ကြားပြသပြတော်မူသည်ဝိပဿနာကြောင့်ဟူသော အမည်နှင့်အညီဗုဒ္ဓနုတ်တိအယုစုကောထာတကမ္မထံတို့ဖြင့်တမာတိထူထောင်ပြီးဝိပဿနာကမ္မထံတို့ကုပြောင်းအားထုတ်ကြရသည် ဝိပဿနာကြောင့်ဒီအလွန်စည်းကမ်းကြီးသည်တရားအာမထုတ်သော ပုဂ္ဂိုလ်များညအိတ်မတဲခူရလူများကိုညနေစာမကြည့်ရစိတ်လိမ်မတော့ရစားသော ဥပဒေများဖြင့်တင်းတင်းကြပ်ကြပ်အုပ်ချုပ်သည်နေ့7နာရီမှည3နာရီအထိကြောင်တကားပိတ်၍အဝင်အထွက်မရှိရရှိကမ္မထံကိုသာအချိန်ပြည့်စူးစမ်းအထောက်ကြရသည်ဝိပဿနာကြောင့်လည်းယဟန် ကိုရင်တိလာရှင်ယောဂီတို့သည်စိတ်ဖြင့်ကမ္မထာနှလုံးသွင်းရသလိုနှုတ်ဖြင့်လည်းကမ္မထာယူဆကြရသည်ခန္ဓာအာရဏဓာတ်သစ္စာပြိဿတမုပ္ပဉာဏ်ချင်းဆက်တပါစာတီတို့ကိုမြမာတသက်ဖြင့်တရုပ်ပေါ်လွင်အောင်ရည်တာထားသော ကမ္မထာတရားစာတို့ကိုပင်တလှည့်စီယူဆပွားများကြရသည်တင်းချူရမိုက်ပဋ္ဌံတို့ကိုမြမာတသက်ဖြင့်ဥပဒနာဆရာတော်စီစဉ်ရည်တာထားသည်မှာ အလွန်တိလွင်လာပေသည်ဝိပဒနာကြောင့်၌အထူးအဖြစ်ဝါရင်းကာလမှ အဖိတ်ဥပုံနေတို့မှ အပနေ့စဉ်ညနေ3နာရီမှ4နာရီခွဲအထိဓမ္မယုံကြည်ပေါ်၌စုပေါင်း၍တရားထိုင်ကြရသည် တရားထိုင်အပြီးဆရာတော်၏ဩဝါဒကို နာယူကြရသည် ဥပုံနေတိုင်းဓမ္မကတိက ပုဂ္ဂိုလ်များကအလှဲ့ကြ တရားဟောတော်မူကြသည် အခြားကြောင့်များမှာပင် လာရောက် နာယူကြ၍တရားနာပိသက်စီကားလာသည်ဥပဒနာကြောင့်ဤထူးခြားချက်တစ်ခုမှာအမြဲတသက်လွတ်စားရခြင်းသည်ကြောင့်တွင်းသို့တသက်မလွတ်သောအစာအစာများကိုယူ၍ပင်မလာရကြောင့်တွင်းသို့တာငါတွင်နှင့်ကြောင်သောနှင့်မင်းကပင်မကြိုက်ဟုဆိုကြသည်ကြောင်တွင်းသို့တာငါယူလာလေတစုံတစ်ခုအန္တရာယ်ဖြစ်တတ်သည်ဥပဒနာဆရာတော်ဤစီကံကို နတ်များကားဖြင့်ကူညီဆောင်ထင်းပေးကြသည်မှာကူညီဆောင်ထင်းပေးကြသည်ဟုဆိုနိုင်သည်ဥပဒနာဆရာတော်ဤတပည့်ကြီးများတွင်ဆရာတော်ထံအာမခံပြီးရာသက်ပံတသက်တို့စားသူများမနှဲလာချေဥပဒနာဆရာတော်ဤတပည့်တဦးဖြစ်သော စိတ်တဝိဝေကကြောင့်ဆရာတော်ဥဒမောပါတသည်မကျမ်းမာလွန်၍ အလွန်အားနည်းနေစဉ်မှာပြင်ကျက်စုပြုတ်တို့ကို ဖုံးပြီးရန်ဆရာဝန်များပြုစုသူများကရှောက်ထားတော်လဲတို့တသက်လုံးတသက်လုံးစားပါမည်လို့ဆရာတော်ထံလှူထားတာဒီပါစီတသက်လုံးတော့မဖြစ်နိုင်ဟု ဥပဒနာဆရာတော်အားလေးစားသောအဖြစ်ငင်းပယ်တော်မူခဲ့သည် ဥပဒနာကြောင့်မှတန်ဃာတော်များစွန့်ဖုံးပေးပုံမှာအလွန်ကြီးညိုပွဲကောင်းသည့်ဖြည့်စင်ဝါလိုက်တန်းစီထိုင်ကား တပိတ်ကိုစီဖြင့်မိမိမြတ်တယုံစွန်ဟင်းကိုထဲ့ယူကဧကတနိပိန်တပတ်ဒူတင်ဆောင်၍စွန်ဖုံပေးတော်မူကြသည်မိမိတို့ကျမ်းမာ၏အရာဒူတင်မဆောင်သူများလည်းရှိသည်ဆွေဆပွဲနှင့်ဝိုင်းထိုင် ဖုံပေးလေမရှိဝိပဒနာကြောင့်တို့လာရောက်ပြီးစွန့်ခဲ့ကြသော စွန့်တကာစွန့်အမာများသည်တန်ဃာတော်များ တန်းစီဆွန်ဖုံးပေးနေပုံကိုဖူးမြင်ရ၍ပီတိဖြစ်ကတရာစီနာတူပွားခဲ့ကြရသည်တို့ဖြစ်၍ဝိပဿနာကြောင့်မှဆွန်ကျွေးပွင့်များမပြတ်လိုလိုရှိနေတတ်သည်ယနေ့ဥပဒနာကြောင့်၌နိုင်ငံကျော်ဓမ္မကတိကကမ္မရဏစတိယဆရာတော်ဥဝိမလာစာရကကြီးမှုအုပ်ချုပ်လျက်ရှိရာများစွာတိုးတက်နေပေသည်ဥပဒနာကြောင့်သည်နိုင်ငံတော်အစိုးရကအတိအမှတ်ပြု၍ လူတန်းထောက်ပံ့ထားသော ကမ္မဋ္ဌာန်းဌာနတစ်ခုဖြစ်ပေသည်